ာပါကလေးတို့ရေဒီချေကတော့ grade 6သိပ္ပံသင်ကြားပေးမယ့်အချက်ချမ်းဖြစ်ပါတယ်အခန်း9 dressing drop down နဲ့ drop no များမှာသင်ခန်းစာ1 dressing နဲ့အတန်များကိုဒီချေကပြောပြပေးမှာဖြစ်ပါတယ်ရှိတမဲ့အရာဝတ္ထုအလုံးသည် drum များဖြင့်ဖွဲ့စည်းထားကြောင်းလေ့လာသိရှိခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့ မိမိတို့ပါဝင်ခြင်းရှိမြေရေလေအစာအတောင်နဲ့ပျော်ရည်အမျိုးမျိုးတို့မှာ drug များရောနှောပါဝင်နေကြတယ် drug များမှာ dressing drug ပေါင်းနဲ့ drug နှောဟူ၍အမျိုးမျိုးရှိနိုင်ပါတယ်ရင်းတို့တွင် မတူညီသောဝိသေသလက္ခဏာများရှိကြတယ်အဲ့တော့ drug နှောများတွင် ပါဝင်သောပစ္စည်းများကိုရင်းတို့၏သဘာဝပေါ်မူတည်၍ ်တင့်လျော်သောခွဲထုတ်နည်းများဖြင့်ခွဲထုတ်နိုင်ပါတယ်အဲ့တော့အထက်ပါလေးလာသိရှိချက်များကို နေ့စဉ်ဘဝနဲ့ဆက်ဆက်ပြီးလက်တွေအသုံးချနိုင်မှာပဲဖြစ်ပါတယ်။ကဲအဲ့တော့ဒီချေကသင်္ကန်းစာတစ်ဖြစ်တဲ့ dressing ဆိုတဲ့ elements နဲ့ atom ဆိုတဲ့ atoms နေရဲ့အကြောင်းကိုဒီချေတို့ကပြောပြပေးမယ်။အဲ့တော့မိမိတို့ပတ်ဝန်းကျင်မှာ dressing အမျိုးမျိုးတွေ့ရှိနိုင်တယ်။အဲ့တော့ dressing တစ်ခုသည်မျိုးတူ atom များဖြစ်တာဖွဲ့စည်းထားပါတယ်။ ဥပမာရွှေတုံးသည်ရွှေအတံများဖြစ်တာဖွဲ့စည်းထားပါတယ်။ကဲအဲ့ဒီမှာမှတစ်ချေက dressing များဆိုတဲ့ elements ကိုသွားပါမယ်။အဲ့တော့ dressing ဆိုတာကဘာလဲ dressing ဆိုဒီမှာအဘယ်နည်းကဲအဲ့ဒါလေးကိုသားတို့သမီးတို့စဉ်းစားပေးထားနော်။ကဲအဲ့တော့ဒီချေကပြီးရင်ပြောပြပေးမယ်။အဲ့တော့ကဘာပေါ်မှာ dressing ပေါင်း138မျိုးရှိတယ်။အဲ့မှာမှတဘာဝမှာ တွေ့ရတာတော့92မျိုးကို တွေ့နိုင်ပြီးတော့မှကြံ dressing 26မျိုးဟာသိပ္ပံပညာရှင်တွေကလက်တွေ့ခန်းမှာပြုလုပ်ထားတဲ့ dressing တွေပဲဖြစ်ပါတယ်။ကဲဒီချက်က dressing နမူနာ အချို့ကိုပုံ၉တက်မှာဖော်ပြပေးထားပါတယ်။ကဲကြည့်ပါအဲ့မှာမှတတု dressing တွေဖြစ်တဲ့ငွေတို့တန်ကျင်းနီဗလား ဟုတ်ပြီနော်ဒါကတော့တတူ dressing အဲ့တော့တတူမဟုတ်တဲ့ dressing တွေကတော့ကန်မီးသွေး iodine oxygen နဲ့ chlorine တို့ဖြစ်တယ်ဒါကတော့ဒီချက်ကနော် dressing တွေရဲ့ပုံအချို့ပဲဖြစ်တယ်နော်ကပအပေါ်ရန်မြေလွာမှာအများဆုံးတွေ့ရှိနိုင်သော dressing မှာအောက်ဆီဂျင်သူကတော့46.6ရာခိုင်နှုန်းဖြစ်ပါတယ်အဲ့တော့ 6တွေ့သော၄မှာဆိုရင်နိုက်ထရိုဂျင်က88.39ရာခိုင်နှုန်းနဲ့အောက်ဆီဂျင်က20.65ရာခိုင်နှုန်းပါဝင်ပါတယ်။ကဲအဲ့တော့လူသားတွေရဲ့ခန္ဓာကိုယ်မှာဆိုရင်တော့အောက်ဆီဂျင်က65ရာခိုင်နှုန်း၊ဟိုက်ဒရိုဂျင်၊ကာဗွန်၊နိုက်ထရိုဂျင်၊ကယ်လ်ဆီယမ်နဲ့အခြားဒရက်စင်တွေလည်းပါဝင်ပါတယ်။ကဲအဲ့တော့ဒီချက်တော့လုပ်ငန်းတက်ကလေးကိုသွားရအောင်။လုပ်ငန်းတက် မိမိတို့ပတ်ဝန်းကျင်မှာမြည်သည့်အရာနှစ်မှမရောဘဲတည်တံ့တည်ရှိနေတဲ့ drug တွေကိုပြောပြပေးပါ။ကဲဟုတ်ပြီ။အဲ့တော့ဒီချက်ကပြောပြပေးမယ်နော်။အဲ့တော့ရွှေငွေကျင်းနီအလူမီနီယံအောက်ဆီဂျင်ဟိုက်ဒရိုဂျင်ဒါလေးတွေကတော့ဘာအရာနဲ့မှမရောပဲနေနေတာပေါ့နော်တည်တံ့တရှိနေတာအဲ့တော့မီးသွေးတုံးကာဗွန်တခုကိုဒီချေတို့ကအမှုတ်ဖြစ်တဲ့အထိခွဲစိတ်လိုက်လို့ရှိရင်တဲ့ ်ဘယ်မြည်သည်တို့ကိုနော်ဘာတွေကိုရရှိနိုင်မလဲတဲ့ကဲအဲ့တော့တချဲတို့ကမီးသွေးတုံးလေးကိုတချဲတို့ကအမုံရတဲ့တိခွဲမယ်ဆိုဘာရမယ်လို့ထင်တယ်ဟုတ်တာဗောမီးသွေးအမုံလေးတွေရရှိမှာဗောဟုတ်ပြီရေဆိုတဲ့ H2O ကိုတချဲတို့ကတဲ့နော်ဓာတုဗေဒနီမသုံးဘဲနဲ့ထပ်မံခွဲစိတ်လို့ရှိရင်ဘာကိုရရှိမလဲမြည်သည်ကိုရရှိနိုင်မလဲတဲ့ကဲတချဲတို့ရေဆိုတဲ့ H2O ကိုတချဲတို့ဓာတုဗေဒနီမသုံးဘဲနဲ့ဒီတိုင်းပဲခွဲမယ် ခက်မှန်ခွဲစိတ်မယ်ဆိုဘယ်လိုရမလဲဟုတ်ပြီအဖြေလေးကတော့ဓာရုဘေဒာနေမသုံးဘဲနဲ့ရိုးရိုးနီးနေဆိုလို့ရှိရင်သူကထက်မှန်ခွဲစိတ်လို့မရပါဘူးကဲဟုတ်ပြီဒါဆိုရင်ဒီချေတော့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးသွားရအောင်လုပ်ငန်းနှစ်ကဲအဲ့တော့တားတို့သမီးတို့ចောင်းသူចောင်းသားတွေទីតမျ dressing တွေကိုပြောပြပါကဲဟုတ်ပြီဒီချိန်နဲ့တူလိုက်ပြောကြည့်အောင်ရွှေငွေ platinum တုတ်တန်း ကျေးနီဗရာခဲအလူမီနီယံဒန်အိုင်ယိုရင်ကက်ကလိုရင်အောက်ဆီဂျင်မိသွေးစတာတွေပဲဖြစ်တယ်နော်ကဲဟုတ်ပြီခုနကတချဲမေးလိုက်တယ်ဒရက်ဆင်ဆိုတာဘာလဲလို့တအားသမီးတို့မေးလိုက်တယ်စဉ်းစားပြေးသွားပြီလားကဲဒါဆိုရင်ကြည့်ရအောင်အဓိကချက်ကလေးမှာဆိုရင်ဒရက်ဆင်ဆိုဒီမှာအတန်တမျိုးတည်းဖြစ်တာဖွဲ့စည်းထားပြီးထပ်မံခွဲစိတ်လျင်အခြားမြည်သည့်ပစ္စည်းမှမရနိုင်တဲ့ dread ဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီချေကနောက်ထပ်ကဲဒီချေတို့နောက်ထပ်ခေါင်းစဉ်လေးတစ်ခုဖြစ်တဲ့ dressing များကိုအမျိုးအစားခွဲခြားခြင်း classification of elements လေးကိုဆက်သွားကြရအောင်เนาะကဲအဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီချေတို့က ခုနကတုန်းကတချို့တော့ dressing လေးတွေအကြောင်းကိုလေ့လာခဲ့ပြီးဖြစ်တယ်เนาะအဲ့တော့ dressing တွေရဲ့အတိတ်ပဲသတ်မှတ်ချက်နဲ့အမျိုးအစားတွေဘယ်လိုခွဲခြားထားတာကိုတချို့တို့ကလေ့လာမယ်အဲ့တော့တချို့တို့ပြီးလို့ရှိရင်တော့ dress တွေအကြောင်းကို ပြန်လဲပြောပြမယ်ပြီးလို့ရှိရင်တော့ဒါတို့သမီးတို့ကတိတိမျှ dressing လေးတွေကိုပြောပြမယ်ပြီးရင် dressing အမည်အားလုံးကိုတော့သမီးတို့ကမှတ်ထားပြီးတော့မှ dressing တွေရဲ့နော်ဘယ်လိုမျိုးအမျိုးအစားခွဲခြားနိုင်တယ်လဲဆိုတာကိုမေးခွန်းလေးတွေဖြေကြည့်မယ် ကဲအဲ့တော့တချို့တို့ဥမာအနေနဲ့ရွှေငွေကျင်းနီတန်တွအောက်ဆီဂျင်ဟိုက်ဒရိုဂျင်နိုက်ထရိုဂျင်အလူမီနီယံဟုတ်ပြီနော်သူတို့တွေကတော့သတ္တုဒွတ်စင်တွေဖြစ်ပြီးတော့ဟာအောက်ဆီဂျင်ရဲ့ဟိုက်ဒရိုဂျင်ရဲ့နိုက်ထရိုဂျင်ရဲ့ကတော့သတ္တုမဟုတ်တဲ့ဒွတ်စင်တွေပဲဖြစ်တယ်ဆိုတာဒါသူတို့မျိုးတီးပြီးသားဖြစ်ပါတယ်ကဲဒီချို့တို့လုပ်ငန်းတစ်ကလေးသွားရအောင်အဲ့တော့ ပုံ6ပါဒရက်စင်များနဲ့အခြားမြည်သည့်ဒရက်စင်များကိုအပြားခတ်ခြင်းနန်းဆွဲခြင်းပြုလုပ်နိုင်သည်တဲ့။ကဲပြီးအဲ့ဒီရင်ဒရက်စင်တို့သည် အပူနှင့်လျှက်ကူးနိုင်ခြင်းရှိမရှိစမ်းစမ်းမယ်။နော်အထက်ပါအချက်ပေါ်မူတည်ပြီးတော့မှရင်ဒရက်စင်များကို မျိုးတူပြီးတော့စုစည်းပါတဲ့မျိုးတူစုစည်းပါပေါ့နော်ကဲဒါဆိုရင်ဒီခြေကပုံလေးပြပေးထားတယ်ရွှေပြားအလူမီနီယံပြားနဲ့ ကျင်းနေနန်းကျိုးမြင်လေးကိုပြပေးထားတယ်။သူတို့တွေကတော့တတု dressing တွေပဲဖြစ်တယ်เนาะ။သူတို့တွေကတော့မလုပ်နိုင်လဲဆိုလို့ရှိရင်တော့ဒီ chair တို့တွေကဟုတ်ပြီเนาะ။ပုံကိုတစ်ပါ dressing များနဲ့အခြားမြည်သည့် dressing များကိုအပြားခတ်ခြင်းနန်းဆွဲခြင်းပြုလုပ်နိုင်သနည်းလို့ဒီ chair ကမေးထားပြီးသွားပြီเนาะ။ကဲအဲ့တော့ဒီ chair တို့တွေကကဲပြောကြည့်ပါဦး။ဘာလေးတွေကနန်းကျိုးဆွဲနိုင်လဲအပြားခတ်နိုင်မလဲ။ဟုတ်ပြီအဲ့တော့ရွှေ နော်ငွေကျင်းနေတဲ့အလူမီနီယံတွေဟာအပြားခတ်နိုင်တယ်နန်းဆွဲနိုင်တယ်ကဲသူတို့ကရောအပူနဲ့လျှက်ကူရှိမရှိစမ်းစစ်ကြည့်ပါဦးဟုတ်တယ်အပူနဲ့လျှက်ကူနိုင်ခြင်း ရှိတဲ့အတွက်ကြောင့်သူတို့တွေဟာတတ်တူ dressing တွေပဲဖြစ်ပါတယ်ကဲဟုတ်ပြီနောက်ထပ်အောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်ပြီးဟိုက်ဒရိုဂျင်တို့ကရောသူတို့ကကောဟုတ်ပြီသူတို့ကတော့အပြားခတ်နိုင်ခြင်းနန်းဆွဲနိုင်ခြင်းအပူနဲ့လျှက်ကူနိုင်ခြင်းမရှိဘူး အဲ့လိုမျိုးမရှိတာဖြစ်တဲ့အတွက်အဲ့ဒီ dressing တွေကတော့တတူမဟုတ်တဲ့ dressing တွေပဲဖြစ်တယ်သူတို့ကတော့ဓာတ်ငွေ dressing တွေပဲဖြစ်ပါတယ်ကွယ်ကဲဒါဆိုလို့ရှိရင်ဒီချေတို့လုပ်ငန်းနှစ်ကလေးကိုသွားရအောင်လုပ်ငန်းနှစ်ကတော့အောက်ပါ dressing များကိုတဲ့တတူ dressing နဲ့တတူမဟုတ် dressing ဟူ၍အုပ်စုလိုက်အမျိုးအစားခွဲကြပါတဲ့ဇယားနဲ့ပေါ်ပြပါတယ်ကဲအဲ့တော့ဒီချေကနောက်တအားသမီးတို့ဇယားလေးပြပေးရတယ်အဲ့တော့ဇယားလေးအတိုင်းပဲဒီချေတို့အုပ်စုလိုက်အမျိုးအစားခွဲကြပေးမယ် ဟုတ်ပြီနော်အဲ့ဒီမှာမှာကာဗွန်ဂျင်းနီ အောက်ဆီဂျင်းနိုက်ထရိုဂျင်းဟိုက်ဒရိုဂျင်းတန်ကတ်တို့ကလိုရင်းဆိုပြီးတော့ပေးထားတယ်ကဲအဲ့တော့ဒီချေတို့တွေကကဲဇာတ်လေးခွဲကြည့်အောင်ကဲအမမဒီချေကအမျိုးအမည်လေးပေးထားတယ်။နော်အပူနဲ့လျှက်ကူးနိုင်ခြင်းရှိမရှိပေးထားတယ်။ပြီးရင်အပြားခတ်တာနဲ့နန်းကျိုးဆွဲနိုင်ခြင်းရှိမရှိပေးထားတယ်။ပြီးရင်မှတ်ချက်ကလေးပေးထားတယ်။ ကဲအဲ့တော့အဲ့တော့အမျိုးမြီလေးကိုကြည့်လိုက်မျိုးမြီမှာဘာရှိလဲကျင်းနေရဲ့နှံ့ရဲ့တွတ်ရဲ့ပုံမျိုးလေးကိုကြည့်မယ်သူတို့ကဘာလုပ်နိုင်လဲအပူနဲ့လျက်ကူးနိုင်ခြင်းရှိတယ်အပြားနဲ့နန်းကျိုးဆွဲနိုင်ခြင်းရောရှိတယ်အဲ့တော့သူတို့ကမှတ်ချက်မှာတတုဒရက်ဆင်ဖြစ်တယ်ကဲနောက်တစ်ခုကာဗွန်ရဲ့ကံ့ရဲ့ကလိုရင်းရဲ့အောက်ဆီဂျင်ရဲ့နိုက်ထရိုဂျင်ရဲ့ဟိုက်ဒရိုဂျင်ရဲ့ကဲသူတို့ရဲ့ရောသူတို့ကတော့အပူနဲ့လျက်ကူးနိုင်ခြင်းမရှိဘူးအပြားနဲ့ နန်းဆွဲနိုင်ခြင်းလည်းမရှိဘူးဒါကြောင့်သူတို့ကိုမှတ်ချက်မှာတော့တချို့တို့ကတတူမဟုတ် dressing ဆိုပြီးတော့တချို့တို့ဖော်ပြမယ်ကဲဟုတ်ပြီနော်နားလည်မယ်လို့တချဲထင်တယ်ကဲဒါဆိုလို့ရှိရင်တော့တချဲတို့အဓိကချက်ကိုသွားမယ်နော်အဲ့တော့အဓိကချက်ကတော့ dressing များကိုတတူ dressing နဲ့တတူမဟုတ် dressing ဟူ၍ခွဲခြားနိုင်တယ်အပြားခတ်နိုင်ခြင်းနှင့်နန်းဆွဲနိုင်ခြင်းအပူနဲ့လျှက်ကူးနိုင်ခြင်းရှိသော dressing များသည်တတူ dressing များဖြစ်တယ် အပြားခတ်နိုင်သောတတိရှိခြင်းကြောင့်တတုဒရဆင်များကို ပုံတံအမျိုးမျိုးရှိသောအရာဝတ္ထုပစ္စည်းများပြုလုပ်နိုင်တယ်။အပြားခတ်နိုင်ခြင်းနှင့်နန်းဆွဲနိုင်ခြင်းအပူနှင့်လျှက်ကူးနိုင်ခြင်းမရှိသောဒရဆင်များသည်တတုမဟုတ်ဒရဆင်များဖြစ်ကြပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဒီချက်ရှင်းပြတာလေးတွေကိုနားလည်မယ်ထင်တယ်နော်။ ဲ့ဒီချေတော့နောက်ထပ်ခေါင်းစဉ်လေးတစ်ခုသွားရအောင်အဲ့ဒါကတော့ dressing များကြီးအမည်နဲ့သင်္ကေတများပဲဖြစ်တယ် name ရယ် symbol or elements လေးကိုသွားမယ်နော်ကဲအဲ့ဒီမှာမှ dressing များတွင်သက်ဆိုင်ရာအမည်နဲ့သင်္ကေတတွေအသီးသီးရှိတယ်ကဲလုပ်ငန်းတက်ကလေးသွားမယ်လုပ်ငန်းတက်အောက်ပါ dressing များကြီးအင်္ဂလိပ်အမည်နှင့်သင်္ကေတများကိုမှတ်သားပါတဲ့။ကဲအဲ့တော့တအားသမီးတို့မှတ်ထားရမယ်နော်။ အဲ့ဒီမှာမတီချေတို့ dressing အမည်ရှိတယ်ပြီးရင် dressing ရဲ့သင်္ကေတလေးကိုပေးထားတယ်အဲ့ဒီမှာမ dressing အမည်မှာမမြန်မာလိုရေးပေးထားတယ်အင်္ဂလိပ်လိုရေးပေးထားတယ်ကဲကြည့်ပါ carbon ဟုတ်ပြီနော်အင်္ဂလိပ်လိုကလည်း carbon ပဲသူ့ရဲ့ dressing သင်္ကေတတော့ C အကြီးဖြစ်တယ်အရှိေပေါ့နော် carbon ဆိုတဲ့ C ရဲ့เนาะအရှိစလုံးလေးရဲ့ C ကိုယူထားတာဖြစ်တယ်เนาะကဲနောက်တစ်ခုက hydrogen အင်္ဂလိပ်လိုကလည်း hydrogen ပဲသူ့ရဲ့သင်္ကေတလေးကတော့ h ပဲเนาะ h အကြီးလေး သူကလည်းအရှိစက်လုံးလေးကိုယူထားတာပဲเนาะကဲနောက်တစ်ခုနောက်တစ်ခုကတော့အောက်ဆီဂျင်အင်္ဂလိပ်လိုလဲအောက်ဆီဂျင်ပဲသူကတော့အိုအကြီးနဲ့ရေးမယ်အရှိစက်လုံးလေးအိုကိုယူထားတယ်ကဲနိုက်ထရိုဂျင်နိုက်ထရိုဂျင်အင်္ဂလိပ်လိုလဲနိုက်ထရိုဂျင်ပဲသူ့ရဲ့သင်္ကေတလေးကတော့အကြီးလေးအရှိစလုံးအန်လေးကိုယူထားတယ်။ကဲဆိုဒီယမ် ဆိုရီယန်အင်္ဂလိပ်လိုလဲဆိုရီယန်ဒါပေမဲ့သူကတော့ချွင်းချက်အနေနဲ့မှတ်ထားရမှာကတော့ S ကိုမယူထားဘူးเนาะအရှိစလုံး S ကိုမယူထားဘူး NA ဟုတ်ပါတော့ဆိုရီယန်ရဲ့သင်္ကေတလေးက NA ဖြစ်တယ်နောက်တစ်ခုကကလိုရင်းကလိုရင်းလေးကအင်္ဂလိပ်လိုလဲကလိုရင်းပဲဖြစ်တယ်။သူကတော့ CH မဟုတ်ဘူးနော်။နော် C ဆိုရင်လဲကာဗွန်နဲ့တူသွားမှာမဟုတ်လို့သူ့ကို C တလုံးနဲ့မယူဘူး။သူကတော့ CL မှတ်ထားပြီနော်။ကလိုရင်းက CL ကဲတားတော့သမီးတို့နားလည်မယ်ထင်တယ်။ကဲတရှယ်900တုံးကလုပ်ငန်းတက်မှာပြောခဲ့တဲ့တင်ကြေတလေးနဲ့ dressing ရဲ့တင်ကြေတလေးနဲ့အမြည်လေးတို့တားတော့သမီးတို့မှတ်ထားလိမ့်မယ်လို့ဒီချက်ထင်တယ်နော်။ကဲဒါဆိုရင်လုပ်ငန်းနှစ်ကလေးကိုဆက်သွားမယ်။အဲ့တော့လုပ်ငန်းနှစ်မှာတော့တချို့ dressing ရဲ့အမြည်ဆိုတဲ့မြန်မာလိုရောအင်္ဂလိပ်လိုရောပြီးရင်သူ့ရဲ့တင်ကြေတရေးသားထားတဲ့ဂတ်တူဆက်ကိုကပ်ပြားတွေကိုမှန်ကန်စွာရှင်တွဲပါတဲ့။အဲ့တော့တားတော့သမီးတို့တွေကအိမ်မှာပဲပေါ့နော်။အိမ်မှာပဲဖြစ်စေ၊ကျောင်းမှာပဲဖြစ်စေနော်။နော်အချင်းချင်း เนาะဒါလေးကိုဂဒူစက်ကူလေးနဲ့ကပြားလေးတွေလှုပ်ပြီးတော့မှန်ကန်စွာရှင်တွဲပြီးတော့မှဒီဟာလေးကိုလိလာလို့ရတယ်လိကျင်လို့ရတယ်เนาะပြီးရင်အချင်းချင်းမှန်မှန်မှန်ဆုံးဖြတ်ပါတယ်အဲ့တော့တအားသမီးတို့အချင်းချင်းပဲဖြစ်စေဟုတ်ပြီเนาะเนาะဆရာမနဲ့ပဲဖြစ်စေဆရာနဲ့ပဲဖြစ်စေမှန်မှန်မှန်ဆုံးဖြတ်ပြီးတော့မှဒီ dressing တွေရဲ့အမီမြန်မာလိုအင်္ဂလိပ်လို သင်္ကေတလေးတွေကိုလိကျင်လို့ရတယ်เนาะကဲဒါဆိုရင်ဒီခေတို့ကအဓိကချက်ကလေးကိုသွားရအောင်ကဲအဲ့တော့အဓိကချက်များအဲ့တော့အဓိကချက် ကာဗွန်ဟိုက်ဒရိုဂျင်အောက်ဆီဂျင်နိုက်ထရိုဂျင်ဆိုဒီယမ်နှင့်ကလိုရင်အစရှိသောဓာတ်ဆင်များကိုဒီချေရိုတွေက ဟုတ်ပြီနော်အင်္ဂလိပ်လိုဆိုရင်ကာဗွန်ဟိုက်ဒရိုဂျင်အောက်ဆီဂျင်နိုက်ထရိုဂျင်ဆိုဒီယမ်ကလိုရင်ဟုခေါ်ဝေါ်ပြီးတော့မှသူ့ရဲ့သင်္ကေတလေးတွေကတော့ C H O N အနေနဲ့ C အစရှိသည့် သင်္ကေတများဖြင့်အတီးသည်သတ်မှတ်ထားကြပါတယ်လူခမင်းရဲ့စာချင်းမဲ့ကဲတချေတို့အတံများကိုဆက်ပြီးတော့လေ့လာရအောင်အဲ့တော့ဒရက်ဆင်များကိုထပ်မံခွဲစိတ်လျင်အခြားမြည်သည့်ပစ္စည်းမှမရနိုင်ကြောင်းကိုတချေတို့တွေက သိရှိခဲ့ပြီးဖြစ်ပါတယ် အဲ့တော့ dress င်တစ်ခုစီတိုင်းကို အတန်ဆိုတဲ့အမုံများဖြစ်ဖွဲ့စည်းထားကြောင်းကိုဒီချေတို့လေ့လာကြမယ်အဲ့တော့အတန်ဆိုဒီမှာပါပါလဲเนาะအတန်ဆိုဒီမှာအဘယ်နည်းကဲအဲ့တော့ဒီချေတို့တွေပြောကြရအောင်အဲ့တော့ dress င်တစ်ခုတွင် ပါဝင်သောတာမန်မျက်စိဖြင့်မြင်မြင်နိုင်သည့်အလွန်သိငယ်သော အခြေခံအမုံပဲဖြစ်ပါတယ်ဥပမာ salafa dress င်တွင် salafa အတန်များ ပါဝင်ပါတယ်အဲ့တော့ ဒွတ်စင်တစ်မျိုးတည်းတွင်ရှိသောအတန်အချင်းချင်းဟာဂုံသက်တီတူညီကြတယ်။ကဲဒီကျေတို့လုပ်ငန်းတက်ကလေးကိုတွားရအောင်။အဲ့တော့လုပ်ငန်းတက်အောက်စုလိုက်တစ်ဖွဲ့စီဒွတ်စင်ရဲ့အမီသင်္ကေတနဲ့အတန်အမီပါတဲ့ကပြားတွေကို အသုံးပြုပြီးတော့အတန်ရှိသင်ပုံးရှိစရာမှာ ရှင်တွဲဖြည့်ဆို့ပါ။ကဲဒါကတော့တအားသမီးတို့ကိုယ်တိုင်เนาะလက်တွေ့ပြုလို့ရမှာเนาะအဲ့တော့အုတ်စုတစ်ကတော့ဒီချေတို့ဒွတ်စင်အမြည်ရေးထားတဲ့ကပြားတွေပြုလို့မယ် ။အုတ်စုနှစ်ကတော့ dressing သင်္ကေတပါတဲ့ကပြားတွေပြုလုပ်မယ်။အုတ်စုသုံးကတော့ dressing အတန်အမြင့်ရေးထားတဲ့ကပြားတွေပြုလုပ်ပြီးတော့မှဒါတို့သမီးတို့ကရှင်တွဲမယ်။ဥပမာအနေနဲ့တစ်ချက်ပြောရမယ်ဆိုရင်တစ်ချက်ကကာဗွန်လို့ပြောလိုက်လို့ရှိရင်ကာဗွန်သင်္ကေတဟုတ်ပြီနော်။ C နော် dressing ရဲ့အတန်တွေကလည်းကာဗွန်ပဲ။ နော်ဒါလေးတွေကိုတချေတို့တွေကနော်အုပ်စုတစုစီကနေပြီးတော့မှရှင်တွဲပြီးတော့မှတချေတို့ကဇရားလေးမှဖြစ်ဆက်ခိုင်းတာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တချေတို့လုပ်ငန်းနှစ်ကလေးကို သွားရအောင်။ကန်ဆာလဖာတုံးနဲ့ကန်ဆာလဖာမှုတ်တို့ကိုယူမယ်။အဲ့တော့တချေတို့ကကန်ဆိုတဲ့ဆာလဖာတုံးရင်ကန်ဆိုတဲ့ဆာလဖာမှုတ်ကိုတချေတို့ယူမယ်။အဲ့ဒီမှာဆိုလို့ရှိရင်တော့တဲ့မြည်သည့် dressing အတန်နေပါမလဲတဲ့။ ကဲအဲ့တော့ဒီချေတို့ကပုံလေးကိုကြည့်ဒီဘက်မှာကန့်နော်ကန့်ဆိုတဲ့ဆာလဖာတုံးရယ်ဟိုကကန့်ဆိုတဲ့ဆာလဖာမုတ်ရယ်ပေးထားတယ်အဲ့ဒီမှာဘယ်လို dressing အတန်တွေပါမလဲဟုတ်တာပေါ့ဆာလဖာဆိုတဲ့အတန်တွေပါဝင်ပါမယ်အဲ့တော့ယင်း dressing အတန်များကိုဒီချေတို့ကမျက်စိဖြင့်မြင်နိုင်လားမမြင်နိုင်ဘူးလားပြီးဂုံသက်တီတူညီမှု ရှိမရှိလေ့လာမယ်ကဲအဲ့တော့တချို့ကမျက်စိနဲ့မြင်နိုင်လားမမြင်နိုင်ဘူးလားဂုံသက်တူရောတူလားမတူလားဆိုတော့တချို့လေ့လာကြရအောင် ကဲဒါဆိုလို့ရှိရင်တော့အဲ့ဒီ dress ရဲ့အတန်တွေကိုတချို့တို့မျက်စိနဲ့မမြင်နိုင်ဘူးသူတို့တွေရဲ့ဂုံတက်တရတော့เนาะဆာလာဖာတုံးပဲဖြစ်ဖြစ်ဆာလာဖာဆိုတဲ့ကန့်မှုန်ပေါ့เนาะအမှုန်ပဲဖြစ်ဖြစ်သူတို့ကတော့ဂုံတက်တရတော့အတူတူပဲဖြစ်ပါတယ်ကဲဒါဆိုရင်တချို့တို့အဓိကချက်ကလေးကိုသွားရအောင်အဓိကအချက်เนาะအတန်ဆိုဒီမှာ dressing တစ်ခုတွင် ပါဝင်သော တာမန်မျက်စိဖြင့်မမြင်နိုင်သည့်အလွန်သေးငယ်သောအခြေခံအမှုဖြစ်ပါတယ်။ဒရက်စင်တစ်မျိုးတည်းတွင်ရှိသောအတန်အချင်းချင်းသည်ဂုံသက်တီတူညီကြပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဒီချက်အခုတင်လိုက်တဲ့ဒရက်စင်နဲ့အတန်အချင်းကိုသားတို့သမီးတို့နားလည်မယ်လို့ထင်တယ်။အဲ့တော့ဒီချက်အခုတင်လိုက်တာကတော့အခန်းကိုဒရက်စင်ဒရက်ပေါင်းနဲ့ဒရက်နောများမှာသင်ငန်းစာတက် dressing နဲ့အတန်များကြောင်းပဲဖြစ်ပါတယ်တီရှယ်ရှင်းပြတော့သားတော်သမီးတို့နားလည်မယ်လို့ထင်တယ်အဲ့တော့တီရှယ်နဲ့တူတူနောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်